ရှုစွာဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့မောပီပင်မနေပြီဆိုရင်ဆိုရဲကောင်းစင်လေးနဲ့ခွာပေးသွားမှာဖြစ်ပါရယ်ဒါကိုကျွန်တော်မူဝင်ကအခင်မှာပရမတက်တိခံချင်တာကတော့မနေ့ကကျွန်တော်တို့အိမ်ဝင်လေးတင်တာလို့ဖြစ်ပါရယ်အိမ်ဝင်လေးတင်လာလို့တစ်ခါမှာလူတစ်ဟာလာကျွန်တော်တို့အားလုံးနော်စနှစ်ယောက် လာနာထောင်နဲ့လူဟောင်းနေလဲပေါင်းပြီးတော့เนาะ7ယောက်အစ်စ်ရှိတယ်လာနာထောင်နဲ့7ယောက်လုံးသူတို့ယေရှုခရစ်တော်ကိုမိမိကဲ့တင်ရှင်ဖြစ်ယုံကြည်ပြီးခေါ်ဖိတ်လက်ခံကြပါတယ်ပြီးရင်အဲ့ထဲကမှဘုရားဇံခံဖို့အတွက်စင်ပေးတာက3ယောက်ရှိတယ်3ယောက်ထဲကတော့ကျွန်တော်အနေနဲ့တယောက်ကိုဘုရားဇံပေးခွင့်ရရှိတယ်နောက်2ယောက်ကတော့เนาะအုတ်ကံဖြစ်တဲ့အတွက်ရေးအေးတဲ့အတွက် မိုးလဲရွာတဲ့ခါကြီးအေးတဲ့အတွက်ကျမ်းမာအေးရနော်လေးဘက်နာတို့ကောင်းရောက်ကတို့ရှိကြတဲ့ခါမှာနော်ကျွန်တော်မြစ်ဒီချောင်းနေမှာပရဇံပေးဖို့အတွက်တောင်းဆိုတယ်မြစ်ကြီးတွေလည်းကြီးနေတယ်ချောင်းကြီးလည်းကြီးနေတာဖြစ်တဲ့အတွက်နော်ဒါရင်းနေတဲ့အချိန်ကျမှပရဇံပေးမယ်ဆိုပြီးတော့မှကျွန်တော်တို့နောက်ခါကျမှနှစ်ယောက်ကတော့ပရဇံပေးရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့နော်အဲ တတိယဆုတောင်းပေးပါဒီနှုတ်ကပတော်နားထောင်တဲ့သူတွေလိုက် share လုပ်တဲ့သူတွေအားလုံးလည်းကျွန်တော်အမြဲတမ်းတတိယဆုတောင်းပေးပါတယ်ကျွန်တော်တို့လည်းဟောတတိယဆုတောင်းပေးပါဟာလာမနေ့ကဧဝံလေးတင်တာလို့တလို့ပဲဟောဟို၄ရက်နေမှာဟိုခီးမိုင်နေ200လောက်သွားဖို့ရှိတယ်ပြီးရင်6ရက်နေမှာလည်းအဲ့ရနောက်တစ်ဆင့်မိုင်90လောက်ဝေးတဲ့နေရာသွားပြီးတော့မှဧဝံလေး ်သင်တန်း200လောက်ကိုရှိပါတယ်ပေါ့နောက်လာထဲမှာနော်ဒီသတင်းကျကြောင်းပိတ်ကာလာမှာပေါ့နော်အဲ့ဒီခေစင်နေလဲဟိုပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံပြည်တွင်းစဖြစ်နေတာဖြစ်တဲ့အတွက်ဟာလာဟိုတော့ဘူလာဘူကအလုံးမဲ့အန္တရာယ်များတယ်ခက်ခဲတာဖြစ်ပါတယ်တော်တော်လေးလူတွေအပေတကားပိတ်ပြီး ကောင်းကင်တကားဖွင့်ဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ် လူပေါင်းတို့တကယ်တင်ချင်းတို့ရဲ့တမာတယောက်တည်စီချင်းကဘုရားသခင်အလိုရှိတယ်ဆိုတဲ့အတိုင်းပဲနော်စစ်ဖြစ်တဲ့နိုင်ငံမှာနေပြီးစစ်ဖြစ်လို့ဆိုဘယ်မှ မသွားဘဲနဲ့နေရင်တော့ကျွန်တော်အိမ်ဝင်ကလေးလုံငန်းနေဘယ်လိုမှအလုပ်လို့ရမှာမဟုတ်တာဖြစ်တဲ့အတွက်ဒီနေ့အယုံကြည်ခြင်းနဲ့နော်ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ခြေလမ်းလမ်းလက်ရှိပါတယ်ပေါ့အဲ့တော့လေတရိယာဆူတောင်းပေးကြပါလို့ကျွန်တော်အနေနဲ့ဆူတောင်းခံချက် တင်ပြပါတယ်ပေါ့ ယောဘေဟေရှာအခန်း40စာပိုက်30နဲ့31မှာလူပြူတို့သည်မော၍ပင်မချင်းတို့ရောက်ကြလိမ့်မည်လူလင်တို့သည်လည်းထိမိ၍လဲကြလိမ့်မည်ထာဝရဘုရားကိုမျော်လင့်တော်သူမူကားအားပြည့်ကြလိမ့်မည်ရွှေလင်းနာကဲ့သို့မိမိတို့အတောင်ကိုအစ်စ်ပြုတ်ပြင်ကြလိမ့်မည်ပြီးတော်လဲမပင်မှန်းခီးသွားတော့ခါမမောရကြပြောတာတွေ့ရတယ်လူပြူတို့သည်မော၍ ပင်မချင်းတို့ရောက်ကြလိမ့်မည်။ဟာလူလင်တို့သည်လည်းထိမြေလဲကြလိမ့်မည်။ဒီကာလမှာနော်အခုလိုနောက်ဆုံးသောကာလမှာလောကကြီးဟာနော်လူတွေကအကျဉ်းစရတွေအားလုံးပျက်စီးကုန်ပြီ။အားလုံးတည်တဲ့အတိုင်းပဲ။နော်အနောက်နိုင်ငံမှာဆိုတော့မြယောက်ျားလေးမိန်းမလားမင်းတောင်မှာယောက်ျားမမင်းမတော့ကိုယ့်ကိုမသိတယ်လို့အများရှိတယ် ဟောနော်ယောက်ျားချင်းချစ်ကြိုက်ပင်ယူကြတယ်မိမချင်းချစ်ကြိုက်ပင်ယူကြတယ်ခင်ဟောလာသူမယားမရှိကိုမယားမရှိစီမကမဲ့နေတဲ့ကာလဖြစ်တယ်ပင်လည်းတဘာဝဘေးအန္တရာယ်အမျိုးမျိုးလူရဲအကျင့်စာရိတဖောက်ပြန်ယုံတယ်မကောက်နော်တဘာဝဘေးအန္တရာယ်မျိုးမျိုးတွေ့ကြုံနေရတဲ့အချိန်မြန်မာနိုင်ငံမှာဆိုလဲမြင်းကလေးလှုပ်တယ် လှုပ်တဲ့အခါမှာသူများနိုင်ငံဆိုတော့ဒုက္ခရောက်ရင်ကိုယ်စင်းနှုံးကိုချပြီးရောင်းပေးတာရောင်းပေးတာဟောကျွန်တော်နိုင်ငံကတော့ရှစ်ရက်နော်ပစ္စည်းတွေကိုဖွက်ထားပြီးတော့မှအဆမတန်ဈေးနဲ့ရောင်းကြတယ်အဲ့တော့လူတွေမြင့်တာခေါင်းပါတယ်ဒီကာလကနော်ခေါင်းပါတယ်အဲ့တော့တောင်တန်လူကတော့နော်ပြိုလဲသွားမှာပဲတောင်တန်လူရဲ့အကျင့်စာရိတ္တဟာဖောက်ပြန်သွားမှာပဲဖြစ်တယ် ဖော်ပြသွားမှာဖြစ်တယ်။အဲဒါကြောင့်ဒီမှာလူပြူတို့စီမော၍ပင်မချင်းတို့ရောက်ကြလိမ့်မယ်တဲ့။နော်လူလင်တို့တွေလည်းထိမြင့်လဲကြလိမ့်မယ်။တကယ်ခွန်အားရှိတဲ့လူပညာရည်ချင်းရှိတဲ့သူကျမ်းမာတဲ့သူနော်စီးစိမ်ဥစ္စာလည်းကျယ်ဝတဲ့သူဖြစ်ရင်တောင်မှပဲတဲ့ပင်မပြီတော့မောပြီးပင်မမှာတဲ့ဒီကာလမှာနော်အဲ့တော့ ပြင်းလဲဖြစ်ပြည့်လဲမယ်ဟာအဲ့တော့ခလုတ်ကစင်းအများကြီးပဲပဲကြီးလိုက်ကြီးလိုက်အဲ့လိုဖြစ်ကြမှာဒီကဘာမှာတကယ်လဲဖြစ်နေတာအလုံးသိပါတယ်အဲ့တော့မိတ်ဆွေကိုရိုင်းရောဘယ်လိုလဲနော်မော်ဘီပြင်းမနေပြီလားမော်ဘီပြင်းမနေပြီလားအဲ့တော့ကျွန်တော်အမှုတော်ဆောင်တွေလဲ အမှုတော်ဆောင်ရင်းနဲ့မောပြီးပင်မနေတယ်လို့များစွာရှိတယ်တွေ့ရတယ်။အဲတော့တချို့တွေကြတော့မိသားစုအရေးကြောင့်မိသားစုဝင်ကိုထမ်းပြီးတော့နိုင်ငံခြားတွေရောက်ပြည်တွင်းထဲမှာလည်းရုန်းကန်မောပြီးပင်မနေကြတယ်။တော့ဆိုတော့အမျိုးမျိုးသောဟလာဟိုဝင်နေထမ်းပြီးတော့မှကျွန်တော်တို့ဟာမောပြီးပင်မနေကြဖြစ်ပါတယ် ထိုထက်မှသင်ပါတယ်ဆိုရင်တော့ဒီနေ့မင်္ဂလာစကားကတော့ဘာလဲလို့ပြောရင်တော့ထာဝရဘုရားကိုမျော်လင့်တော်သူမူကအားပြည့်ကြလိမ့်မည်ထာဝရဘုရားကိုမျော်လင့်မှာမျော်လင့်ဘုရားဘုရားကိုမျော်လင့်ဆိုတာပါတယ်ယဉ်မှန်းပြီးတော့စောင့်စားတာဘုရားကိုစောင့်နေတာနော်ဘုရားအလုံးလုံးလိမ့်မယ်ဘုရားငောက်ကဲတင်လိမ့်မယ်ဘုရားသခင်ငောက်မဆားလိမ့်မယ်နော်ငောက်ပင်မှန်းပြီးတော့မောနေတဲ့ အခြေအနေလဲပြိုနေတဲ့အခြေအနေငါ့ကိုပြန်ထစေပြီးတော့မှခေးနေနိုင်အောင်ခေါင်းကိုပြန်ပေးလိမ့်မယ်။ဆိုတော့မှဖခင်ကိုမျော်လင့်ဆောင်စားနေဖို့ဖြစ်တယ်။နော်။ဖခင်ရဲ့ဂရိတော်တွေကိုယဉ်မှန်းပြီးတော့မှ ဆောင်စားနေဖို့ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ယုံကြည်သူတွေဘာဖြစ်လို့နော်မလိုအပ်ဘဲနဲ့ဆုံးရှုံးနေရတယ်လဲဆိုရင်တော့နော်စိတ်မရှိဘူး။နော်ဖြက်လန်းလေးနဲ့လှုပ်ချင်တယ် ်ဘုရားလည်းမမြင်ရတဲ့ခါကျတော့ဘလို့မျောမှဆောင်းစားရမလဲနားမလဲဘူးနော်နားမလဲဘူးပြင်လူဆိုတာကမဆောင်းချင်ဘူးနော်ကိုကသာသွားချင်ကို့သာသူမြတ်ဆောင်းချင်ဒါကြိုက်တယ်ကိုကသူမြတ်ကိုမဆောင်းမမျောချင်ဘူးအဲ့ဒီခါမှာလူနီလူဟာနဲ့ကျွန်တော်လူကြတဲ့ခါမှာဒီနေ့အင့်ရခွန်အားမလောက်ပါဘူးမလုံလောက်ပါဘူးဒီလောကဒီနောက်ဆုံးသောကာလမှာနော် တင့်ရဲ့ညာကိုးစားမယ်တင့်ရဲ့အစွန်းတက်တိငွေကြီးစည်းစိမ်အားကိုးမယ်ဆိုရင်တော့ဘလို့မှရက်တည်နိုင်မှာမဟုတ်ပါဘူးတည်နိုင်ပါဦးနော်လီမုန်တိုင်းလာလဲတင်ခံနိုင်မှာမဟုတ်တကယ်တဘာဝဘေးကိုပြောတာနော်ခံနိုင်မှာမဟုတ်တဘာဝဘေးပြင်ကာလနာဘေးတွေတင်ခံနိုင်မှာမဟုတ်ပါဘူးနော်လဲပြူသွားလိမ့်မယ်ထားရအောင်ဒီနေ့အားပေးချင်တာထောင်းရဖျားကိုညှော်လင့်ပါ ်စောင့်ပေးပါအချင်းဖရာရဲ့အချင်းကိုစောင့်ပေးပါပြောချင်တယ်အချင်းတန်ဖရာသခင်ကကွတ်တိအလုလုံမှာဖြစ်ပါတယ်ကျွန်တော်ဖရာသခင်ကအချင်းနဲ့ပတ်သက်လာရင်နာမည်ကျွန်တော်ပေးထားရှိတယ်ယေဟောဝါကွတ်တိဘယ်တော့မှစောလဲအလုမလုဘူးနောက်ကျပြီးတော့လဲအလုမလုဘူးကွတ်တိအလုလုတယ်အဲကွတ်တိကတော့တင်လဲအကျိုးရှိဖရာဘုံနဲ့ထင်ရှားတဲ့အချင်းဖြစ်ပါတယ်တရား ကိုယ့်ကိုရှော့ရှော့မလုပ်ပါနဲ့ဆွတ်တောင်းထားပြီးပြီစက်ကတ်ထားပြီးပြီဆိုမှတော့ဖះကိုမျောလင့်ပါအားပြစ်ခြင်းလေအဲ့လိုမျောလင့်နေဆိုတော့ဒီနေ့ဘာပြောလဲနော်အားပြစ်ကြမယ်အားပြစ်မယ်နော်ပြန်ပြီးခွားနဲ့ပြည့်စုံမယ်ပြောချင်တာကချင်းလက်ဆက်လာနိုင်မယ်ပေါ့ဘာဖြစ်လို့လဲတဲ့ရွှေလင်းနာသူတွေမိမိတို့အတောင်ကိုပြုတ်ပြင်ရွှေလင်းနာသူကဲ့သို့မိမိတို့အတောင် ပြုတ်ပြင်ကြလိမ့်မယ်ဟောနော်အသက်တော့ခွားပြန်ဖြစ်မယ်တဲ့ ပြည့်တော်လည်းမပင်ပန်းခီးသွားတော့ခါမောရချာမမောတော့ဘူးနော်ဘာဖြစ်လို့ဘုရားသခင်စီကနေလိုအပ်တဲ့ခွန်အားအချင်းနဲ့အားလုံးကိုပြန်ရတယ်ဘုရားလုပ်ပေးတာပါဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှနော်မိသားစုဝင်ကိုထမ်းလို့နော်မောပြီးပင်ပန်းနေပြီလားအမှုတော်လုပ်ငန်းကိုလုပ်ရင်းနဲ့မောပြီးပင်ပန်းနေပြီလားနော်အိုးနိုင်ငံသမားစီးပွားသမား လူမွေးသမားဩကိုတိုက်ပွဲဖြစ်နေတဲ့သူလားဘသူဖြစ်ဖြစ်ဒီလောကကြီးမှာနော်မောဘီပြမနေပြီဆိုရင်တော့သရဖျားကိုညှောလဲမှာအဲ့ဒါဆိုရင်တော့နော်အားပြန်ပြည့်ပြီးတော့မှနော်အတိတ်တော့ခွာပြန်ရမှာဖြစ်တယ်နော်အဲ့တော့ပြင်းတော့မှမမောတော့ဘူးနော်ခေးသွားနေရရင်လည်းမမောတော့ ရားသခင်စီကခွန်အားကိုပြန်ရမယ်။ဒါကြောင့်အရှင်ပေါလုကပြောတာပေါ့။ဖိလိပ္ပိခန်းလေးစာပေ73မှာငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်ကြောင့်ခတ်သိမ်းသောအမှုတော်ကတဆွမ်းနိုင်။သူပြောပါတယ်။နော်။အဲ့တော့ခတဲ့တော့အမှုတက်စွန်းနေရဆိုတာတိလုံမောပန်းပင်မချအချင်းနဲ့ဆိုးရဘရာဘရှိရှိနော်ထရပ်ပြောင်းမျောလင့်တော့ကြောင့်ခေါင်းနဲ့ပြည့်စုံတာဖြစ်ပါတယ် အဲ့ဒါကြောင့်ဒီနေ့ဒီနှုတ်ဘုတော်အဖြစ်ခွာပြန်ယူပြီးတော့မှနော်မောပီးပြန်မနေတဲ့အချိန်လေးကနေပြန်ယုံထနိုင်ဖို့အတွက်ထာဝရဘုရားကိုမျှော်လင့်ပါချင်းချင်းခွားပေးနဲ့နေကုန်ချုပ်ပါရဲဘုရားသခင်နဲ့တင်တော်အလုံးကိုကောင်းချီးပေးပါစေတော့အာမင်